ခနာကိုမိမိုက်နေရကြောင့်တင်စာဝင်ကျော်ကိုမှကျွေးစင်းနေတဲ့မောင်မောင်တွေတင်စာဝင်ကျော်ရဲ့ခနာကိုအမိုက်စားကြီးကိုအရင်ကျွေးနေပြီဖြစ်ကြောင်းပြောလာတာကတော့မြမလိုက်ရွေးစဉ်ဘလုံးတမမောင်မောင်တွေပါဒါကြောင့်လည်းပရိသတ်တွေကတော့မောင်မောင်တွေနဲ့တင်စာဝင်ကျော်တို့ချစ်ကြိုက်နေကြပြီလားဆိုပြီးထင်ကြေးပြနေကြတာဖြစ်ပါတယ်မမလွေရတော့တင်စာဝင်ကျော်ကိုငငယ်ကလေးကသဘောချနေရတာဖြစ်ကြောင်းပြောလာတာပါ။လည်ရွေးစဉ်ဘလုံးတမမမလွေသဘောချမယ်ဆိုတဲ့ကြားချင်းစရာပါပဲ။ တင်ဆောင်ဝင်ကျော်ဆိုတာကမြန်မာနိုင်ငံကယောက်ျားလေးတွေတင်သမကပါပဲ။မင်္ဂလာချင်းချင်းတောင်မှသဘောကျတဲ့အလားတရားကိုပိုင်ဆိုင်ထားတာပါ။အထူးတစ်ဖြင့်တောက်တင်တဲ့တင်စာဝင်ကျော်ရဲ့ခနာကုန်မိုက်စာကြီးတွေမြင်ရသူတိုင်းရင်ခုန်စိတ်လှုပ်ရှားစေမယ့်မမတင်စာရဲ့လှတရားတွေကြောင့်ပြည်သက်ယောက်ျားတွေက ဆက်မှတ်နေကြတာဖြစ်ပါတယ်။ဒါပြင်ခန္ဓာကိုယ်အလားတွေကိုပေါ်ပြတဲ့တင်စားဝင်ကျော်ရဲ့ fashion ဝတ်စားစင်ရင်ပုံတွေကြောင့်လည်းယောက်ျားရိမှာဆွေးနွေးနေရတာပါ။ဒီလိုတင်စားဝင်ကျော်ရဲ့လတရားအောင်မှာမြန်မာလက်ရွေးစင်ဘလုံးသမားမမလွင်တယောက်ညျောနေရတာဖြစ်ပါတယ်။ ပွဲတဲ့ခန္ဓာချကုမှာမီဒီယာတွေကမြမလရွေစင်ဘလုံးတမအမောင်မောင်လွင်ကိုဘယ်မင်းသမီးကိုအကြိုက်ဆုံးလဲလို့မေးရမှာမောင်မောင်လွင်ကတင်စားဝင်ကြောကိုအရင်ကြိုက်ပါကြောင်းပြောခဲ့တာပါမောင်မောင်လွင်က သူဟာထိုင်းနိုင်ငံချင်းမြိုင်မြို့မှာနေစဉ်ပြင်ရဲ့မြမရိုးရှင်ကားတွေမြမဟာတာဇက်ကားတွေအကြည့်များတယ်လို့ဆိုပါတယ် အဲ့ဒီတဲကမဟာတင်စာဝင်ကျော်နဲ့အိမ်မြတ်သူကားရည်ဆိုရင်ပူကြီးဖြစ်ပြီးတင်စာဝင်ကျော်တော့သူအကြိုက်ဆုံးမင်းသမီးဖြစ်ပါရင်လို့မမောင်လွင်ကပြောလာတာပါတင်စာဝင်ကျော်ကိုပထမဆုံးစားကြိုက်ခဲ့တာကတော့သူရန်ကုန် United ဘောလုံးတင်မှာကစားနေစဉ်တင်စာဝင်ကျော်ကြောင့်ညာတခုလာရိုက်တာကိုမြင်ပူပြီးအပြမတင်စာဝင်ကျော်ရဲ့လာတရားကိုမြင်ကမမတင်စာဝင်ကျော်ပေါ်မှာဆွလွန်သွားတာပါလို့လည်းမမောင်လွင်ကရှင်းပြပါရစေ ဒါကြောင့်လေပြိတ္တရေကမမလွေဟာတင်ဇာဝင်ကျော်ကိုကြိုက်နေပြီလားဆိုပြီးထင်ကြပေးနေကြတာပါမြမလဝေသမားကျိုးစုဟာ BAN နဲ့မိုဟိကူကိုကြိုက်နေတယ်လို့မမလွေကလည်းအာကြမကန်တင်ဇာဝင်ကျော်ကိုကြိုက်နေရဆိုပြီးလူတွေကတော့ပြောနေကြတာဖြစ်ပါတယ်ဒါပေမဲ့လေမမလွေကတော့တင်ဇာဝင်ကျော်ရဲ့အမိုက်စားခဏကိုကိုလုံးပေါ်ရီအမိုက်စားနဲ့ကျမနုပြောအရွယ်တင်အောင်ထိန်းထားနိုင်မှုတွေကြောင့်တင်ဇာဝင်ကျော်ကိုကြိုက်နေတတ်ပေမဲ့လေကျွန်내ခံစားချက်မရှိဘူးလို့ ရတီပြန့်ညင်ခဲ့တာပါ။မောင်မောင်လွင်ကသူ့အနေနဲ့သင်္ဆောင်းဝင်ကျော်ကိုသတိပရိသတ်အနေနဲ့ကြိုက်တာပါ။တခြားသောခန်းစားချက်တွေတကယ်ဘာမှမပါပါဘူးလို့လည်းပြောလာတာဖြစ်ပါတယ်။ပရိသတ်တွေကတော့မောင်မောင်လွင်ဟာသင်္ဆောင်းဝင်ကျော်ကိုချစ်နေပေမဲ့ ရှယ်လိုဝင်မခံတာလို့ဆိုကြတာပါ။ဒါပြင်မောင်မောင်လေးဟာခုချိန်မှာမယူအသိန်းကိုကိုတွဲနိုင်ခဲ့တဲ့ပထမဆုံးတော့မြမဘုံတမဖြစ်တာကြောင့်နမကြီးကဂျွညာရီရိုက်ကူနေရတာပါ။ဒါကြောင့်လည်းမကြခင်မှာတင်စားဝဲကျော်နဲ့ဇလန်လေးတွေဖြစ်တော့မလားဆိုပြီးထင်ကြည့်ပြီးနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမောင်မောင်လေးကတော့သူဟာအသားမဲကရိုးစိုးနေရကြောင့်ဂျွညာလေးတစ်ခုနှစ်ခုကလွှဲရင်တခြားသောရိုးရှင်ဇက်ကရီတင်စားဝဲကျော်နဲ့အတူတူတို့ဆောင်တာတွေဖြစ်လာဖို့မရှိပါဘူးလို့ပြသဆိုညင်လာတာဖြစ်ပါတယ်။ရိုက်ကရီကတော့အပြော ောချင်းမမတင်စားဝင်ကျော်နဲ့နိုင်ငံတော်ဘောလုံးတမောင်းမမလွင်ကိုဆက်လက်လေးတွေဖြစ်စေချင်ကြတာပါ။ အခုချိန်နဲ့ကြားတဲ့ပိတ္တရီကရောနိုင်ငံကျော်ပေါလုံတမမမလွင်ကိုဒေသဝိကျော်နဲ့သဘောတူကြသလားဆိုတာပြောသွားပြပါဦးရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့တင်ဆက်ပေးတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လဲကျွန်တော်ရဲ့ page လေးကနေပြီးတော့စိတ်ဝစားဖွယ်ရာနုပညာရှင်တရိကျောင်းများကိုတင်ဆက်ပေးမှာဖြစ်လို့အတိတ်တော်ပြေတနိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ပြီးနောက်ချက်ပေးခလုံးလေးကိုလည်းနေထားပေးကြပါဦးရှင်။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။နောက်ကြောင်းအတူတူနဲ့တူပြန်လာခဲ့ပါမယ်။